ဟုတ်ကဲ့ပါအခုမိသားစုပေါ့နော်ကုတူရီတူပါတွေရဲ့မင်္ဂလာပွဲမှာကျွန်တော်တက်တဲ့လူပညာလေးနဲ့ရေးဖွဲ့ပြီးတော့ဂုဏ်ပြုပေးရလို့အတိုင်းမသိချီးကျူးဝါသာမိပါတယ်ဗျာတလီးလူပါရှိခွေးသာဆင်းရတာဒီ ဲမှာရေးသလိုနေလဲလာရွှေတဲပြတို့အမတန်မှ live ဖြစ်တဲ့ဇုံလေးလေးပွက်ထွက်လာတာအဖြစ်တယ်လို့စိတ်ထဲမှာခံစားမိပါတယ်ကြာအာစိတ်ထဲမှာအဲငခုတွေကလည်းသူတို့ကိုလေစိတ်ထဲမှာအရန်ဘောတော့အိတော်ပြုဖို့အတွက်ကိုအဲမျောလင့်ထားခဲ့တာဗောအဲတရေကြကြချင်းတော့ပူတော့အဲစိတ်ထဲမှာချီးနူးပါတယ်ဗျအဲနောက်ပြီးတော့မမင်းမလီရောပဲကျွန်တော်မင်္ဂလာပွဲတိုင်းပွဲတိုင်းကိုလည်းသူတို့က ူတို့ပွဲမဲ့ကျင်းပမဲ့ပွဲတွေပေါ့နော်အခုလိုဖိတ်တဲ့အတွက်ကြောင့်မလို့စီတဲမှာအတိုင်းမသိချီနူရပါလေဗျအာရည်ရည်ချင်းပါတယ်တောင်းငယ်ဟိတ်ဝီရန်နဲ့တပင်းငယ်ဒီစူပြည့်စင်တို့ရဲ့မင်္ဂလာဦးရပ်ပြပါတီနှစ်ပေါင်းတရာကျော်တိုင်အောင်တာချမ်းပြေးတဲ့အချစ်ခင်လေးကိုပြည့်စုံကြွယ်ဝခြင်းချမ်းသာခြင်းများစွာနဲ့ရှောင်းလန်းနိုင်ကြပါစေအားလုံးပြည့်ပြည့်စုံတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေလို့မင်္ဂလာဆုတောင်းစကားလေးနဲ့ပြောကြပါတယ်မင်္ဂလာလက်ဖွဲ့သချင်းလေး ကျွန်တော်ရေးသားပြီးတော့ဒီစုဂုံပြုတ်ပြေးခဲ့ပါတယ်ခင်ဗျာတလီလေးမှာရွှေဖူးသာဆင်းရတာဒီတတ်တော့ဒီစပီရာချက်တီပြာပြည်မြဟုတ်ကဲ့ပါအခုဖီသားစီပေါ့နော် ကုတူတူပါရဲ့မင်္ဂလာဘွဲမှာကျွန်တော်တက်တဲ့လူပညာလေးနဲ့ရေးဖွဲ့ပြီးတော့ဂုံပြုတ်ပြေးရလို့အတိုင်းမသိခြေတူဝါတာမိပါတယ်ဗျာသိသိလေးမှာကောင်းလာအောင်ရဲ့ဖြစ်စုကောင်းမယ် စိတ်ထဲမှာအဲငခုတွေကလည်းသူတို့ကိုလေစိတ်ထဲမှာအရန်ဘောတော့အိတော်ပြုဖို့အတွက်ကိုအဲမျောလင့်ထားခဲ့တာဗောအဲတရေကြကြချင်းတော့ပို့ပြီးတော့အဲစိတ်ထဲမှာခြေနူးပါတယ်ဗျအဲနောက်ပြီးတော့မမင်းမင်းလျော်ပဲကျွန်တော်ကိုမင်္ဂလာပွဲတိုင်းပွဲတိုင်းကိုလည်းသူတို့ကသူတို့ပွဲမဲ့ကျင်းပမဲ့ပွဲတွေပေါ့နော်အခုလိုဖိတ်ခဲ့တဲ့အတွက်ကြောင့် စီတဲမှာအတိုင်းမသိချီလူရပါတယ်ဗျစာထဲမှာရေးသလိုတော့နေနေလားရွှေတဲပြတော့အမတန်မှလိုက်ဖက်တင့်တယ်တဲ့ဇုံလေးလေးပွက်ထွက်လာတာအဖြစ်တယ်လို့စိတ်ထဲမှာခံစားမိပါတယ်ဗျအဲအဲ့လိုနည်းနည်းပပတော့သတိထားမိတာပေါ့နော်ဒါနဲ့နေ့စလုံးကအနေထိုင်လေးအရန်တော်ကြရတယ်လေအဲ့ဒီခါကျတော့ဟိုကိုကလည်းကိုတူတူပါလို့နေပေမဲ့ဘာမှမဆက်စစ်ဘူးမပြောမမေးဘူးပေါ့နော်ဒါနဲ့စိတ်ထဲမှာတော့အာဟိုပါပေါ့ထင်တော့ထင်တာပေါ့ဒါနဲ့ တကယ်တမ်းလက်တွေ့ဖြစ်လာတဲ့အချိန်တည်းကျတော့ကျွန်တော်စီထဲမှာအော်အရင်လိုက်ပြတဲ့ဇုံလေးလေးဆိုတော့ကြည်နူးရပါတယ်ဗျ။သမီးပါတွေကလည်းဒီသူတို့နှစ်ယောက်ပေါ်မှာတအားကိုချစ်ကြတယ်တအားကိုပေါ့နော်ဟိုလူလီသေးမရှိအောင်ပေါ့နော်တကယ်ပြည့်ပြည့်စုံတဲ့မိသားစုဘဝလေးပါပါဗျာ။ဟုတ်ကဲ့။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့။